ားလုံးပဲမင်္ဂလာပါရှင်။အေးချမ်းမြမ YouTube Channel ကနေပြန်လည်ကြိုဆိုပါရရှင်။စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်။ဒီနေ့မှဆိုရင်လည်းစာရေးဆရာမန်တိတ်ခိုင်ရင်ဘလူးနှကောင်နဲ့မိစ္ဆာဒိဋ္ဌိဇာတ်လမ်းကိုအစအဆုံးတင်ဆက်သွားမှာဖြစ်ပါတယ်။တင်ဆက်မှုကိုမစတင်ခင်တန်ဆင်တို့ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်။ဇာတ်လမ်းသစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဗီနောမှရှိတဲ့ချက်ပေးခေါင်းလောင်းကိုနှိပ်ထားပေးပါရှင်။မြန်မာနိုင်ငံအလေးပိုင်းမြေလဲမြူလီတမျိုးမှရှိတဲ့ စာရည်သူရဲ့မွေးရည်မြစာတိမျိုးဟာဟိုရှေးခေတ်အခါကာလကလေးကဖျားကျောင်းကံစီဒီပထိုးတွေနဲ့အလုံးမဲကျက်တည်မင်္ဂလာပေါင်းနေပြည်စုံစီကားတဲ့မြို့လေးတစ်မြို့ဖြစ်ပါလေမြို့စုံမအေယော်ရီမြစ်ရှိပြီးအဲ့ဒီအေယော်ရီမြစ်ရဲ့အနောက်ဘက်မှာအလွန်လှပတဲ့မြမမှုဘီတုကဘဘုပကြီးကားလက်ရာတွေနဲ့ပြုတ်လုထားတဲ့မြို့ဦးကျောင်းအနောက်ကျောင်းလိုလေခေါ်တဲ့မြို့ဦးကျောင်းကြီးရှိပါလေအဲ့ဒီမြို့ဦးကျောင်းကြီးရဲ့ဘေးမှာတော့ ရွှေတလွတ်ဖယောင်းစီရီတော်ကြီးတဆူတီထားကိုးကွယ်ကြပါရယ်စီရီတော်ကြီးဟာခေအဆက်ဆက်အင်မတန်မှထင်ရှားကျော်စောတဲ့တမိုင်းဝင်ရှင်းဟောင်းစီရီတော်ကြီးလည်းဖြစ်ပါရယ်ရွှေတလွတ်ဖယောင်းဆောင်လန်းတလျှောက်ဟာကျုံလုံးတိုင်ကြီးတွေနဲ့ရှေးခင်မြမထီနှံသောအကောင်ဆုံးကျုံပြင်းကရိုတစ်တွေနဲ့နန်းတော်ကြီးတမြပန်းကနုတ်ပန်းသုံးပကြီးပပုပန်းကပန်းတွေလက်ရာတွေနဲ့တိဆောက်ပြုတ်လုထားပါရယ်အဲ့ဒီရှင်းဟောင်းစီရီတော်ကြီးကိုတိဆောက်ပြီးလှူဒန်းခဲ့ကြတဲ့သူတွေဟာလေစာရေးသူမိဘတွေရဲ့ အဖိုးအဖွားဘိုးဘေးတွေလည်းဖြစ်ကြသလိုအဲ့ဒီဇီရီတော်ကြီးကိုတိဆောက်ပြုလုပ်ကြတယ်ရှေးခေတ်ပြီးသူကလက်သမားပညာရှင်တွေကလည်းစာရေးသူတို့ရဲ့ဘိုးဘွားဦးကြီးဘာကြီးဦးလေးတွေပဲဖြစ်ကြပါတယ်ကိုလိုနီနယ်ချဲ့ခေတ်စစ်ကြီးကာလအတွင်းကဘုံတံကြောင့်ပျက်စီးရိုးရင်းသွားကြပေမယ့်အဲ့ဒီမျိုးဦးဇီရီတော်ကြီးကတော့ကံကောင်းထောက်မှပြီးလုံးဝမပြတ်မစီပဲယခုကာလတိုင်အောင်လေစာရေးသူတို့မြို့မှာရှိနေပါလိအခုပြောပြချင်တာကတော့စာရေးသူတို့ငင်းစင်ကာလက အဲ့ဒီရွှေတလို့ဇီရီတော်ကြီးအနီးအနားမှာနေထိုင်ခဲ့ကြစဉ်အချိန်ကကိုတွေ့ကြုံခဲ့ရတဲ့ဂမ်ဘီယာဆန်လွန်လာတဲ့ဖြစ်ရပ်တစ်ခု အကြောင်းရပါပဲ။အဲ့ဒီရွှေတလို့ဖျားရဲ့အရှိတ်ဘက်မြစ်စင်ရီချူအစင်ဇောင်းတန်းလှေကတိတွေအစုံမှာနဂါးတွင်းရှိပါလိမ့်။အဲ့ဒီနဂါးတွင်းရဲ့မလန်မကန်အနားမှာရေစင်းချိုးချတဲ့ကလေးလူကြီးတွေဟာရေကူးစော့ကစားရင်းနဂါးတွင်းဘက်နာအမှုမဲ့ပဲဖြစ်ဖြစ်ရောက်ရှိသွားခဲ့ရင်တော့ပြန်လည်းမရှိကြပါဘူး။လူကြီးတွေရော ကလေးတွေပါ မကြာခဏဆိုသလိုအတိအပြောက်ရှိပါသည်တချို့လူတွေကဆိုရင်ငကားတွင်းကလူစားတယ်လို့ပြောဆိုကြသည်ငကားတွင်းကိုလူတချို့ကမရဏတွင်းလို့လဲတင်စားခေါ်တော့တမုတ်ကြပြမာသေးတယ်။နောက်ပြီးတော့လဲဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့။အဲ့ခုဖះဆောင်တဲ့လှေကအစင်နာကတွင်းမှာနှကောင်းဥကောင်းပိုင်းရှိပြီးအမီးပိုင်းကမြည်ရဲ့အပြားပိုင်းမှာရှိနေတာလို့တယောက်နဲ့တယောက်ပြောဆိုတတ်ကြပါလိမ့်။ဒါကြောင့်မို့လဲမိဘတွေဟာသူတို့သားသမီးကလေးတွေကို အဲ့ဒီငကားတွင်းဘက်ကိုသွားရောက်ပြီးရေထဲစင်းမကစားကြဖို့တောင်းမြင်တတိပေးပြီးဆုံးမထားတတ်ကြတယ်။ကလေးတွေရေထဲစင်းချိုကြပြန်ရင်လေအဲ့ဒီငကားတွင်းဘက်ရောက်သွားမှစိုးလို့မိဘတွေဟာသူတို့သားသမီးတွေကိုစောင့်ကြည့်ပေးနေတာကိုလည်းတွေ့မြင်ရတယ်။နောက်လေးရှိပါသေးတယ်။လူတွေတွေငကားတွင်းကိုကြောက်ရွံ့ထိတ်လန့်ကြသလိုတင်မောဆက်လေးတွေနဲ့တန်ငါငါဖန်းလှင်ငယ်လေးတွေပါအဲ့ဒီငကားတွင်းနာကသွားလာမဖြတ်တန်းရေးကြပဲခဝေးဝေးရတာမောင်းနေလှောက်ခတ်သွားတတ်ကြပါလိမ့်။ ဇလီတွေနဲ့လှေကလေးတွေကြောက်ရွံ့ထိတ်လန့်နေခြင်းဟာစုပ်ဝဲခရက်ကြောင့်လည်းပါမထင်ပါလိမ့်။တခုထူးဆန်းတာကတော့ဖျားတိုင်းရဲ့ရှင်းမျက်နှာစာမုတ်ဝါတွေမှာချင်းဒီအကြီးကြီးနှစ်ကောင်ထုလုပ်ထားကြတာကိုအမြင်တွေ့မြင်နေကြဘူးပါလေ။ဒါမဆန်းပါဘူး။အခုဆန်းနေတာကဖျားရဲ့အရှိမျက်နှာစာမုတ်ဝါမှာချင်းဒီကြီးတွေနှစ်ကောင်မထားပဲဘလူးကြီးနှစ်ကောင်ရုပ်ထုကြီးတွေကိုဟိုဘက်ဒီဘက်တစ်ဖက်စီထားတာကိုတွေ့မြင်ရတာဟာစာရေးသူတို့မြင်နေကြမဟုတ်တဲ့ အမြင့်ဆန်းတစ်ခုဆိုတာအလုံးလက်ခံကြမှာပါဘလူးကြီးတွေရဲ့ပုံသဏ္ဍာန်ဟာဒူးတစ်ဖက်ထောင်းဒူးတစ်ဖက်လှည့်ပြီးတင်းမုတ်ကြီးတွေကိုထမ်းထားပြီးအရှိစူးစူးကိုမျက်ထောင်နီနီကြီးတွေနဲ့လှမ်းကြည့်နေတဲ့ပုံစံမျိုးထုလုပ်ထားတာကိုတွေ့မြင်ရတာဟာအလိုလိုစိတ်ထဲကထိတ်လန့်ကြောက်ရွံ့နေမိတယ်ခန္ဓာအိမ်တစ်ခုလုံးဟာဘလူးရုပ်ထုကိုကြည့်ရင်ကြည့်ရင်းနဲ့စက်သိမ်းမွေးကြီးကလေးတွေထလာတယ်လို့ခံစားရတယ်လို့ထင်မိတယ်စာရေးသူရဲ့စိတ်ထဲမှာတခုခုလိုနေတယ်လို့ဟာနေတယ်လို့မျိုးကြီးပါပဲ အခုလိုမျိုးဘလူးရုပ်ထုထုလုပ်ထားရင်ပုံစံမျိုးကိုစာရေးသူတို့တွေ့နေကြမဟုတ်တည်းအမြင်စမ်းတစ်ခုဖြစ်နေတာကတော့အထင်အရှားပါပဲနောက်ပြီးတော့ထူးဆန်းအောင်ဘဏ္ဍဖြစ်လောက်အောင်ကိုအလွန်ထူးခြားတာလေးလေးရှိပြန်ပါသေးတယ်ဒါကတော့အလုံးရဲ့အခေရလိုပဲပြောပြောအချုပ်လိုပဲပြောပြောစိတ်တလို့စူနိုင်နာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဖယားရင်ရှင်မြင်တော့အရှိတ်မှာထုလုပ်ပူဇော်ကိုးခွေကြတယ်မဲတော်ကြီးတစ်ပါးရဲ့ရုပ်ထုကြောင့်မှာအဲ့ဒီရုပ်ထုကြီးကိုတော့ အလုံးကအရှိမေတော်ကြီးလို့တင်စားခေါ်ဝေါ်ကြပါလိဒီမေတော်ကြီးရထူးခြားစမ်းကြည့်တဲ့အချက်တစ်ချက်ကတော့ကလေးတွေကိုအင်မတန်မှတိတ်ချစ်ရှာတဲ့အချက်တစ်ခုပါပဲဒီလိုပါလို့ကလေးတွေကိုမှရွေးပြီးအင်မတန်မှချစ်ရှာရတဲ့အကြောင်းနဲ့ပတ်သက်ဆက်နွယ်ပြီးမေတော်ကြီးရဲ့အတိတ်သမိုင်းရာဇဝင်လေးရှိခဲ့ဘူးတောင်ကို တခါတုန်းကပေါ့စိတ်တပလဘယင်းကြီးဟာဒီနေရာမှာဒီနန်းဆံမြန်ပြီးတိုင်းပြည်ကိုအုပ်ချုပ်မင်းမှုနေခဲ့တယ်အဲ့ဒီစိတ်တပလဘယင်းကြီးမှာ သူ့ရဲ့အချစ်ဆုံးကျင်ရတော်နှစ်ပါးရှိတယ်။ဒီကျင်ရတော်နှစ်ပါးဟာနောက်တစ်ချိန်မှအရှိမေတော်နဲ့အနောက်မေတော်ဆိုပြီးထင်ရှားကြိုးစိုးလာမယ့်မိဖုရားနှစ်ယောက်ဖြစ်တယ်။အရှိမေတော်ကြီးရဲ့မိဖုရားနာမေတော်ဟာစန္ဒာဒေဝီမိဖုရားဖြစ်တယ်လို့အနောက်မေတော်ကြီးရဲ့နာမေတော်ဟာလည်းစန္ဒာကလျာမိဖုရားဖြစ်တယ်။အနောက်မေတော်စန္ဒာကလျာဟာအေးစီတည်ငိမ့်နေတွက်လက်တယ်အရာရာကိုဥဆောင်ဖြစ်ရှင်းနိုင်တဲ့စိတ်မြင်လက်မြင်ရှိသလို ဒေါသလည်းအင်မတန်ကြီးတယ်။လက်စားချေတတ်တယ်လို့မဟုတ်မကန်စိတ်လေးကြီးမာတယ်။ဉာဏ်ပညာနဲ့လည်းပြည့်စုံနေ။နောက်ပြီးတော့စိတ်တပါလာဘေးရင်ကြီးရဲ့စိတ်နေစိတ်ထားအတွေးအခေါ်အယူအဆကအတော့ကိုထူးခြားစမ်းကြည့်လုံလာတယ်လို့ဆိုရမှလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် စိတ်တပါလာဘေးရင်ကြီးဟာသူ့ရဲ့မိဖုရားတော်တွေအများစုဟာကလေးမွေးဖွားလာကြရင်တားယောက်ျားလေးဆိုရင်တက်စီလို့တစ်ချက်လို့အမိန်အာနာတော်ထုတ်ပြန်ထားတယ်။သမီးမိန်းကလေးတွေမွေးဖွားလာရင်တော့ ဆိုတော့လက်တော်များနဲ့တကွရှင်တန်ခွင့်လူငင်းချမ်းသာခွင့်အခွင့်ဒူးတွေတနာပေးစီတယ်။တာယောက်ကြားလေးဆိုရင်ဖခင်ကိုတော်လန်ပုံကံမှာတွေးကြောင်နေတတ်လို့ပါပဲ။နန်းတော်ကြီးထဲမှာတာယောက်ကြားလေးမွေးဖွားလာရင်တက်ပြစ်လိုက်။နောက်တစ်ယောက်မွေးလာပြန်နိုင်လေတက်ပြစ်နေတော့ကြာလာတဲ့အခါမှာနန်းတော်ကြီးထဲမှာတာယောက်ကြားလေးတွေမရှိတော့ပဲ။သမီးမင်းကလေးတွေကြီးပဲပေါများလာခဲ့တယ်။ဒီလိုအခြေအနေဆိုမျိုးကြုံတွေ့နေရချိန်မှာအနောက်မိဖုရားကြီးဟာသူစဉ်းစားမိတယ်။အချက်ကိုကောင်းထဲမှာအတွေးပေါ်လာတယ်။ အဲ့ဒီလိုစဉ်းစားလိုက်မိတဲ့အချက်တစ်ခုကိုပဲချက်ချင်းအကောင့်ထဲပေါ်ပြီးလှုပ်ဆောင်မှုအရှိမိဖုရားကိုခေါ်ဆိုတိုင်ပင်ညှိနှိုင်းပြီးအဲ့ဒီရည်ရွယ်ချက်ကိုလှုပ်ဆောင်ခဲ့ကြပါသည်။နောက်အခါတွေမှာတားယောက်ကြလေးမွေးဖွားလာတဲ့အခါစိတ်တပါလာဘယင်ကြီးကို လိန်ညာလျှောက်တင်စေပြီးတားယောက်ကြလေးများစွာကိုတဏှာမှာတားယောက်မွေးမြူခဲ့ပြီးအရှိမေတော်ကိုတားယောက်ကြလေးတွင်ထိမ့်သိမ့်ဆုံးရှုံးစေဖို့တာဝန်ပေးရခဲ့တယ်။အရှိမေတော်ဟာတားယောက်ကြလေးတွင်နေအတူထိမ့်သိမ့်ဆုံးရှုံးစေပြီး ပုံအောင်နေထိုင်စီခဲ့တယ်။ဒါကြောင့်လည်းအဲ့ဒီအရှိမေတော်နဲ့အတူကလေးတွေပုံအောင်ခဲ့တဲ့မြို့ကိုမင်းဘုံမြို့လို့နောက်တစ်ချိန်မှာခေါ်ဝေါ်သုံးဆွဲခဲ့ကြတယ်။နှစ်ကာလကြာရှိဖြတ်တန်းလာတဲ့အချိန်ခါမှာတော့အခေါ်အဝေါ်တွေအစဉ်စဉ်ပြောင်းလဲခေါ်ဆိုလာပြီးမင်းဘုံကနေမင်းတုံမြို့လို့ယခုထက်တိုင်ခေါ်ဆိုလျက်ရှိနေစေဖြစ်ပါလိမ့်။တနေ့မှာတော့တိုင်းတစ်ပါးကဩတရဘိန်ရတပါးဟာစိတ်တပါလဘိန်ကြီးစီကိုတုံးဝလွားစောချောတော့ပို့လာတယ်။တုံးဝလွားအမပါလိုက်တာကတော့ စစ်ကိုတိုက်မြည်လို့တိုင်းပြည်ကိုအသာတကြီးအံ့မြည်လို့လို့စစ်ကြီးညာလာပါလေဒီတော့မှစိတ်တပါဘရင်ကြီးဟာစစ်တိုက်ဖို့တားရောက်ကြလိမ့်မရှိတဲ့အတွက်မိခဲခုထိုင်မိတယ်လို့မျိုးဘာလို့လို့ဘာကင်ညာမှန်းမသိပဲစိတ်တွေမငြိမ်ရောက်ရက်ခတ်နေပါတော့ဒီအဒီအခါကြမှာတားရောက်ကြလိမ့်တွေတံမိုးကိုကောင်းကောင်းကြီးနားလည်သဘောပေါက်သွားပါတော့ဒီဒီလိုအခြေအနေကြုံနေတာကိုမိဖုရားကြီးကြားသိတော့တားရောက်ကြလိမ့်တွေအတွက်အခွင့်အရေးကိုစောင့်ရှောက်နေတဲ့မိဖုရားကြီးဟာ ဘယင်စိတ်တပါလာထမောက်သွားရောက်ပြီးအချိုးတင်အကြောင်းတင်ကိုရှောက်ထားပြီးဘယင်ကြီးရဲ့လက်ခံဂတိပေးမှုကိုရယူခဲ့ပြီးတားတော်တွေကိုခေါ်ယူခဲ့ပါတော့ဒီစိတ်တပါလာဘယင်ကြီးဟာမျောစင်တစ်ခုကိုအမြန်ဆောက်လုပ်ပြီးစန္တာကလျာမိဘယင်ကြီးနဲ့အတူမျောစင်မော်တက်ရောက်ပြီးစန္တာဒေဝီမိဘယင်ကြီးနဲ့အတူတကောရောက်လာကြမဲ့တားတော်တွေကိုဆောင်မျောကြည့်ရှုလျက်ရှိပါတော့ဒီတားတော်တွေရောက်ရှိလာရင်မိတ်စိတ်တပါလာဘယင်ကြီးဟာ ဝမ်းသာအားရကြိုးဆိုလိုက်ပြီး လက်ခံပြီးတော့သားတော်တွေများစွာကိုတောင်းဝင်အသီးသီးပေးရစီပြီးကိုရော်တိုင်းဥဆောင်ဥရွယ်ပြုလျက်စစ်ချီထွက်တိုက်ရမှာအတွေးအခေါ်အယူအဆအလွဲအမှားတွေကနေတဲ့မဲ့မှန်ကန်လာပြီးတားယောက်ကြားလေးမွေးဖွားပေးနိုင်သူတိုင်းစုတော်လက်တော်တွေချီးမြှင့်မြှောက်စားပြီးသားတော်တွေကိုစနစ်တကျထိမ့်သိမ်းဆောင်လျှောက်စေခဲ့ပြန်ပါလိမ့်။ဒါကြောင့်အရှိမဲတော်ဟာကလေးတွေကိုတိတ်ချစ်တတ်တာဟာမဆန်းလွန်းလှပါဘူး။ဒါပေမဲ့လည်းထူးခြားတာကတော့ ကလေးတွေဟာဖះရင်ပြင် တော်ပေါ်မှာစော့ကစားပြေးလွှားနေကြရင်အမဲလိုလိုကြက်ပြောက်ငှက်ပြောက်ပုံစံမျိုးပျောက်ဆုံးသွားတတ်ကြတယ်ဘလို့မကိုရှောက်ဖွေလို့မတွေ့ကြရပါဘူးတပတ်စေရဲ့လောက်ကြမှာပြန်တွေ့ရတယ်ပြန်ပေါ်လာတတ်ကြတယ်တာသမီအတွက်စိတ်ပူပင်ကြောက်ကြကြည်တယ်တချို့မိဘတွေဟာဘေးဒင်းမေးနှမေးအကျန်းအမြင်မေးလောက်ကြတော့မှမဲတော်ကချစ်လို့ဖွက်ထားတဲ့အကြောင်းသိရရှာတယ်ဒီတော့မှမိခင်ဖြစ်သူတွေဟာမဲတော်စီသွားရောက်ပြီးကတော်ပွဲတွေပါတွေပေးပြီး တောင်းပန်ပြောဆိုတော့မှမိမိသားသမီးတွေကိုပြန်တွေ့ကြရတယ်ပြန်တွေ့တယ်ဆိုတာတောင်ဟိုးအဝေးကြီးကပြန်တွေ့တာမျိုးမဟုတ်ဖေမဲတော်ကြီးရုတ်ထုနောက်နာကပြန်ထွက်လာတာမျိုးပါပဲကလေးတွေကိုပြန်တွေ့လို့မေးမြန်းကြည့်ကြတဲ့အခါသူတို့ဟာရှီဟောင်းနန်းတော်ကြီးတစ်ခုထဲမှာ အစာအတောက်အရှံအပင်နဲ့ကျွေးမွေးထားပြီးအဲ့ဒီထဲမှာပဲစော်ကစားနေကြတာပါလို့ပြောဆိုကြတယ်အခုလဲဒီလိုပြေလွှာစော်ကစားကြရင်လည်းကြာလာတော့အင်ပြန်ကျင်လာတဲ့စိတ်ဖြစ်လာလို့ အပြင်ပြေးထွက်လာကြရင်နဲ့အဖေတို့အမေတို့နဲ့ပြန်တွေ့တာပေါ့လို့ပြောကြတယ်။စာရေးသူတို့တွေမြင်ရတဲ့အရှိ မေတော်ကြီးရဲ့ရုပ်ထုဟာအတော်ကိုကြီးမားလွန်ပါလိမ့်။အရက်တော်အမြင့်ကဆယ်ပေလောက်ရှိတယ်။မေတော်ကြီးကိုတော်ရုံတန်ရုံမျက်လုံးချင်းစုံအောင်စိတ်မကြည့်ရေးကြဘူး။မေတော်ကြီးအနာလေတယောက်တည်းမသွားဝန်းကြပါဘူး။ပြောရရင်တော့မေတော်ရုပ်ထုဟာအသက်ရှိသူတယောက်လိုပဲမျက်တောင်ခတ်တဲ့မျက်နာပြုံးနေမျက်နာအမှုအရာပြောင်းလဲလေရှိပါတယ်လို့ဆိုကြတယ်။ ဒါဟာမေတော်ကြီးရဲ့ထူးခြားမှုတစ်ခုပါပဲနောက်ပြီးအနောက်မေတော်ကြီးနဲ့ပတ်သက်လို့ထူးခြားစမ်းချင်မှုတွေအံ့ဩပဏံတိုက်ဆိုင်မှုတွေတဘာဝလုံးဖြစ်ရဲ့စမ်းချက်တွေအများကြီးရပါဒီထဲမှာဖြစ်ရမှန်းတစ်ခုနှစ်ခုလောက်ကိုတော့ပြောပြချင်ပါသည်တနေ့အင်္ဂလိပ်မျက်နှာဖြူစစ်ဘိုလ်ကြီးရဲ့သားလေးဟာဖျားရှင်ပြင်းတော်ပေါ်မှာစော်ကစားပြေးလွှားနေရင်ထူးထူးဆန်းဆန်းပျောက်ရှာသွားခဲ့ပါသည်အင်္ဂလိပ်စစ်ဘိုလ်နဲ့သူ့ဇနီးဟာသူတို့ကလေးကိုဘလို့ပဲအခေါ်ရှာကြပေမယ့် သူတို့တာလိကိုပြန်မတွေ့ကြပါဘူးဒီတော့အင်္ဂလိပ်မျက်နှာပြူစစ်ဗိုလ်ကြီးကသူရဲ့တပည့်ရဲဘော်တွေခေါ်ယူပြီးနေရာအနှံ့ပိတ်စိတ်တိုက်ရှာကြပေမဲ့လည်းမတွေ့ကြပါဘူးဒီလိုဘလို့မှရှာမရတဲ့အဆုံးကြမှာတော့နဂရောစီပေးရင်သွားရောက်မေးမြန်းကြည့်တဲ့အခါကလေးကိုမေတော်ကချစ်လို့ဖွက်ထားတဲ့အကြောင်းပြောဆိုလိုက်တဲ့ဆိုရင်မင်းအင်္ဂလိပ်စစ်ဗိုလ်ဟာစိတ်ထဲကထောင်းကနေဒေါသဖြစ်သွားတယ်စိတ်ထဲကလည်းသူ့လိုစစ်ဖို့တယောက်ရဲ့တားကိုမှလာလို့ဟောနေတွေ့ပြီးမခန့်ကြည့်မခန့်သား ရှူရှူရှိရှိဒေါသဖြစ်ပြီးမဲတော်ရုပ်ထုအရောက်သွားပြီးရုံရင်ကြမ်းတမ်းတဲ့ဇကားမျိုးတွေစဲစုကျင်းပေါင်းမှန်မဲပါလိသူတို့ရဲ့သားလေးကိုပြန်တွေ့တယ်ဆိုတာနဲ့တပြိုင်တည်းမဲတော်ရုပ်ထုကြီးရဲ့ရှင်ဝါကို၆လုံးပြုနဲ့ချိန်ရွယ်ပြစ်ခတ်လိုက်ပါတော့ဒီအတီလိုတနက်နေ့ပြစ်ခတ်အချိန်ကစပြီးစိုးတလိုထူးဆန်းတာတွေဟာဇက်တိုက်ပဲတိုက်ဆိုင်မှုတွေနဲ့အများအပြားဖြစ်ပေါ်လာခဲ့တော့တာပဲမေတော်ရဲ့ရှင်ဝါတနက်မှန်ထားတဲ့နေရာကနေဘယ်ကနေဘလို့မှမသိတဲ့သွေးနီနေရဲရဲတွေဟာစီးကြလာပါလိ လေပြင်းမုန်တိုင်းတွေရုတ်တရက်တိုက်ခတ်လာတယ်။စစ်ဗိုလ်မိသားစုဟာမဲတော်ကြီးရဲ့အဖြစ်အပျက်ကိုကြည့်ပြီးခဏတော့မှင်တက်မိသလိုဖြစ်သွားကြတယ်။နောက်ပြီးအဲ့ဒီအချိန်အခါမှာမဲတော်ကြီးရဲ့မျက်နှာဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်။အင်္ဂလိပ်ရဲ့စစ်ဗိုလ်မိသားစုကမျက်ထောင်နီကြီးနဲ့မကြေမချမ်းစိုက်ကြည့်ပြီးဒေါသဖြစ်နေတဲ့မျက်နှာပုံစံကိုမြင်တွေ့ရတော့အင်္ဂလိပ်စစ်ဗိုလ်မိသားစုဟာ ကြောက်ရွံ့ထိတ်လန့်လာကြပြီးဖယောင်းရှင်ပြန်ဘောကစင်ပြေးကြတယ်သူတို့ခြေကောင်းစီကိုရောက်တယ်ဆိုရင်မင်းကားပေါ်အတင်းပြေးတတ်ကြပြီးအရှိန်ပြင်းပြင်းနဲ့သူတို့အိမ်ရှိရာဘက်ကိုမောင်းပြေးသွားကြပါလိမ့်ဒါပေမဲ့လို့စစ်ဘိုလ်ရဲ့သားလေးဟာကြောက်ကြောက်ရွံ့ရွံ့နဲ့ကားပေါ်ကနေနောက်ကိုလှမ်းကြည့်ပြီးဘလူးကြီးနှကောင်လိုက်လာနေပြီလို့အော်ဟစ်နေပါလိမ့်စစ်ဘိုလ်လေးမယားဟာပုံမထိတ်လန့်ကြောက်ရွံ့လာကြပြီးသူတို့သားလေးအော်ဟစ်နေတဲ့နောက်ကိုနှိပ်ကြည့်လိုက်ကြတဲ့အခါအမှန်တကယ်ပဲဘလူးနှကောင်ဟာ ကောင်းတော်ကိုတင်းမုတ်ကြီးတွေထမ်းပြီးပြေးလိုက်လာနေတာကို မြင်တွေ့ကြရတယ်။အဲ့ဒီဘလူးနှစ်ကောင်လိုက်လာတာကိုတော့စစ်ဘုံမိသားစုကလွဲပြီးတချောင်းဘသူမှမမြင်တွေ့ကြရတာကတော့အတော်ကိုထူးဆန်းနေတာပါပဲ။ဒီတော့စစ်ဘုံမိသားစုဟာတုံလုံးခြောက်ခြားကြောင်းရွံ့လာကြပြီးချစ်ကောင်းကိုမောင်းပြေးလာလိုက်ကြတာချစ်ကောင်းဟာအင်ရှိဟာဘက်ကိုမမောင်းနိုင်မင်းတောင်ဆောင်တစ်ခုနာကမရဏကြောက်ကဘာဖြက်ကြီးစီကိုတဲ့တဲ့ကြီးမောင်းပြေးမိရတာဖြစ်နေတယ်။ဘာကြောင့်ကြောက်ကဘာဖြက်ကြီးဘက် မောင်းပြေးမိရတာဖြစ်နေတယ်ဆိုရင်တော့အင်္ဂလိပ်မျက်နှာဖြူမိသားစုဟာမမြင်နိုင်တဲ့ကြောက်မက်ဖွယ်စွဲငင်အားတစ်ခုကြောင့်ပဲအိမ်ဘက်ကမောင်းနေမှလည်းဗဒနာကြောက်ကဘာဘက်ကမောင်းပြေးမိရတာဖြစ်နေတယ်ချစ်ကားဟာဘလို့မအရှိန်ထိန်လို့မရတော့ပဲချစ်ကားနဲ့အတူအင်္ဂလိပ်မျက်နှာဖြူစစ်ဖို့မိသားစုဟာဗဒနာကြောက်ကဘာတွေကိုထိုးကြသွားပြီးရုပ်ပြက်စင်ပြက်မီးလောင်သေးသေးပြက်စီးခဲရရှာတယ်နောက်ထပ်အကြောင်းတစ်ခုဖန်လာတာကတော့အောက်လန်းတိုက်စီရာတွေကြောင့်ပါပဲ အောက်လန်းဆရာတွေရောက်ရှိလာကြပြီးဘဘူးနဲ့ပယံဆရာတွေခေါ်ယူပြီးမေတော်ရုတ်ထုကြီးကိုအစ်စ်ပြုတ်ပြင်းမှုစူးစမ်းကြတယ်အစ်စ်စူးစမ်းတယ်ဆိုတာအဟောင်းကိုဖျက်ဖွင့်ပြီးရှာတာပါပဲဒါပေမဲ့မအောင်မြင်ကြပါဘူးပြုတ်ပြင်းလို့မရကြပါဘူးအောက်လန်းဆရာနဲ့တကွာဘဘူးပယံဆရာတွေဟာချက်ချင်းလန်ငင်းဆိုသလိုပါဇက်ထရာသွေးတွေအန်ထွက်ပြီးတိတ်ဆုံးကြတယ်ညာဘက်တွေရောက်ပြီးဆိုတာနဲ့ဘလူးနှကောင်ရောက်ရှိလာကြပြီးမေတော်ကိုထီပါစော်ကားသူမှန်သည်မျှ ဘလူးနှကောင်လဲပင်းညှက်တက်နေပါတယ်လို့ဂယောင်ကဒန်းအော်ဟိညီတန်းနေကြရင် ကိုယ့်ရဲ့လဲပင်းကိုပြန်ညှက်နေကြပြီးမနက်မိုးလင်းတဲ့အချိန်တွေမှာအားလုံးတပုံစံတဲ့ပုံစံတူတွေနဲ့တည်ဆုံနေကြရတာတွေတွေ့မြင်ကြရပါတယ်။နောက်ပြီးတော့လဲမေတော်ကြီးရဲ့ဘေးနားမှာ အသေးစားသုံးလမခွဲလောက်ရှိတဲ့ဘလူးရုပ်ထုနှစ်ခုရှိနေတာကိုလည်းတွေ့မြင်ရပြန်တယ်။ဘလူးနှကောင်ဟာတင်းမုတ်ဒုတ်ကြီးတွေထမ်းပြီးဒူးထောက်ထိုင်နေကြတယ်။ ဘလူးရုပ်ထုနှစ်ခုကိုစာရင်းသူရဲ့ဘာကြီးဖြစ်သူကခိုးယူလာပြန်နေ။ဘာကြောင့်ဘာကြီးဟာဘလူးနှစ်ကောင်ရုပ်ထုကို ခိုးယူလာတာလဲဆိုရင်သူရဲ့အလုပ်ကိစ္စတွေမှာအတုံးချဖို့အတွက်ယူလာတဲ့ထင်ပါတယ်။စာရင်းသူရဲ့ဘာကြီးဟာဘိန်တော်စီစီယာတဦးလေးဖြစ်ပါလိမ့်။ဘာကြီးရဲ့ဘဝအကြောင်းကိုတော့စာရင်းသူငယ်စဉ်အရွယ်ဆိုတော့တိတ်မသိပါဘူး။ဒါပေမဲ့ဘာကြီးဟာသူရဲ့အိမ်ချံဝင်းထဲမှာတရေတစီချက် မင်းသားရင်းမွေးထားလိရှိတယ်လို့ဆိုင်ရီသူရဲ့မိခင်ဖြစ်သူက ပြောပြထားဘူးပါလိ။ဘာလို့အတ္တိလို့ပြောနိုင်ရတဲ့ဆိုရင်တော့တနေ့နေဝင်ရီတရောအချိန်မှာဆိုင်ရီသူဟာပါကြီးအိမ်ကိုမထင်မှတ်ပဲအလေအပတ်သွားခဲ့ဘူးပါလိ။ဆိုင်ရီသူချမ်းဝခက်လန်းလန်းရောက်တော့ထူးခြားတဲ့ဖြစ်ရဲ့စမ်းကြည်လေးတစ်ခုတွေ့မြင်ရတာပါပဲ။အသက်12နှစ်သာ73နှစ်သာအရွယ်လောက်ရှိတဲ့လူငယ်လေးတဦးဟာချမ်းဝကထွက်လာတာကိုတွေ့မြင်ရပါလိ။ဆိုင်ရီသူတေချာလန်းကြည့်တော့မျက်လုံးပြူးကြောင်ကြောင်ရှိလာပါလိ။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာစွတ်ခြင်းအနီးဝတ်ဆင်ထားပြီးခန္ဓာကိုယ်အောက်ပိုင်းကျတော့အနက်ရောင်ဘောင်းမီတိုတိုကို ကလေးကိုဝတ်ထားပါလေဥကောင်ပိုင်းမှာတော့ရှာတို့အုတ်ထုတ်တလုံးကိုခက်ငိုက်ငိုက်ကလေးစောင်းထားတာကို တွေ့မြင်ရပါသည်။စာရည်သူရဲ့တကူလုံးမှာကြက်သိမ်းမွေးညင်းတွေထထလို့ခန်းစားလိုက်ရသည်။ခေါင်းနှပန်းလေးကြီးသွားပါလေ။ကြောပြင်းတလျှောက်လုံးအေးစိမ့်လာသလိုခန်းစားရပါသည်။အဝေးကနေစာရည်သူသူ့မျက်နှာကိုလှမ်းမြင်လိုက်တဲ့ဆိုရင်ပဲနှလုံးသားတစ်ခုလုံးကို လက်အေးအေးကြီးနဲ့စုပ်ကင်ဖမ်းညှိလိုက်တယ်လို့ခန်းစားရပြီးကြောက်ကြောက်လန့်လန့်နဲ့အိမ်ကိုပြေးခေရပါတယ်အိမ်ရောက်တော့တညာလုံးအိမ်မရနိုင်မေဂေယောင်ကတန်းအော်ဟစ်နေရပါတယ်ကြောက်စရာမျက်နှာပုံစံအမျိုးမျိုးစာရည်သူရဲ့အာယုံထဲမှာပေါ်ပေါက်လာနေလို့ပါပဲဒီတော့မှစာရည်သူရဲ့မိခင်ဖြစ်သူဟာအိမ်ရနာကဂိုင်းစရာတယောက်ကိုပင့်ခေါ်လာပြီးအဲ့ဒီစရာရှင်မန်းတိုက်လိုက်တော့မှအကျောက်အလန့်ပြေးပြီးအိပ်ပျော်သွားပါတယ် ။စာရေးသူဟာတတ္တိကောင်းသူမဟုတ်တော့လေအကြောင်းမဲ့ကြောက်တတ်သူတော့မဟုတ်ပါဘူး။စာရေးသူသူ့မျက်နှာကိုမြင်လိုက်တာနဲ့ဘာလို့ထိတ်လန့်ကြောက်ရွံ့နေသလဲဆိုရင်သူ့မျက်နှာကသကောပုံစံလိုခဝိုင်းဝိုင်းပြပြကြီးဖြစ်ပြီးမဲပြနှမ်းကြီးပါပြီးရင်ပါဇက်တို့နှာခေါင်းတို့ဟာမလောက်မပါအကြီးတန်းအရွယ်အဆောင်ကြီးပြကားရှိမီသည်လို့မျက်လုံးခက်ကြီးကြီးအကြီးတန်းအယုတ်ဆိုးဆိုးကြီးကိုတွေ့မြင်ရလို့ပါ နောက်တနေ့ပါကြီးအိမ်ကိုထပ်သွားတော့ပါကြီးရဲ့မိမအဖွားကပြောပါလိမ့် ိမ်ချောင်းဝင်းအတွင်းထဲမှာဘာကြီးဖြစ်သူဟာတရေမင်းဆောင်တပတ်ကြတစီတွေမွေးထားတာနဲ့ပြီးတော့ဘာကြီးဟာအောက်လန်းပညာတွေလေးတက်မြောက်ကျွမ်းကျင်နားနေတယ်ဘာကြီးဟာဒီလိုပညာတွေကိုတက်ကျွမ်းမှန်းသိရတဲ့လေဆိုရင်တခါကပေါ့ရာဇောစီရတော်ဖုံးဖျားကိုတွားရောက်ဖူးမြော်ကြတော့တော့ကရာဇောစီရတော်ဖျားကြီးဟာဒီပညာတွေတက်မြောက်ထားမှန်းသိမြင်တော်မူလို့အလူခံယူတော့ဘာကြီးဖြစ်သူဟာမလူဘူးဆိုပြီးအိမ်ကိုပြန်ပြေးလာခဲ့တယ်လို့သိခဲ့ရတာပါ ဒီတော့ရာတော်ဆရာတော်ဖျားကြီးဟာမင်းဒီပညာတွေမလူခဲ့ရင် နောက်တစ်ချိန်ဒုက္ခတွေသိဆုံးပြီးတရေတစီဖြစ်လာမှာလို့ပြောလိုက်တယ်ဆိုပြီးဘာကြီးရဲ့အိမ်အတွင်းထဲမှာတော့စေးကူးတဲ့စေးမြေစေးဦးစေးမောင်အပြင်ဘလူးရုပ်ထုလေးတွေခိုးယူလာတဲ့ဘလူးရုပ်တွေဘလူးပကြီးကားတွေနဲ့အပြည့်စုံသလိုနေရအနှံ့အပြားမှာတွေ့မြင်ရပါတယ်ဒါပေမဲ့တနေ့မှာတော့ဘာကြီးအိမ်နဲ့ပတ်သက်လို့တရင်ထူးတရက်ဖြစ်ပေါ်လာခဲ့ပါတော့တယ်ဒီတရင်ဟာရက်ွက်သေးက လူတိုင်းပါဇက်ဖျားမှာရေပန်းစားတယ်လို့ပြောဆိုနေကြတယ်။ညနေသကောင်းရံအချိန်မှာပလူးနှကောင်ဟာပါကြီးအိမ်မော်ကိုတက်လာပြီးအိပ်ပျော်နေကြတယ်။ပါကြီးတို့လင်မယားနှစ်ယောက်စလုံးရင်ရှင်ဘတ်ပေါ်ကိုတယောက်စီတက်ခွပြီးလေဘင်းကိုညှစ်ကြတယ်။နောက်ပြီးတော့ခြေတောင်းနေရှင်ဘတ်ပေါ်တက်နေပြီးအတင်းနှုံနှိမ့်ဆက်မှုပြုကြတယ်။ပြီးရင်လည်းအရှိမေတော်ကြီးစီကိုချက်ချင်းသွားပြီးပါကြီးခိုးယူလာတဲ့ပလူးရုပ်ထုနှစ်ခုကိုပြန်ပို့ခိုင်းတယ်။ဒီအဖြစ်အပျက်တွေကြောင့်ပါကြီးလည်းကြောက်ရွံ့ထိတ်လန့်ပြီး ညရင်းညမဲ့ဘလူးရုပ်ထုနှစ်ခုကိုမဲတော်ကြီးရုပ်ထုရှိမှပြန်ပို့ပေးခဲ့ရရှာပါတော့ရည်။ဒါပေမဲ့လို့အဲ့ဒီအချိန်ကစပြီးပါကြီးဟာအိမ်မှာကြံနေသေးတယ်။သူ့ကျွေးမွေးမွေးမြူထားရည်။တရေတစေတွေကိုမနိုင်တော့ပဲပါကြီးတို့လင်မယားနှစ်ယောက်စလုံးကိုသူ့မွေးထားတဲ့တရေတစေတွေကစားပြစ်လိုက်ကြတယ်လို့ပဝင်းကျင်ကထင်ကြီးပြီးအမျိုးမျိုးပြောဆိုလာကြတယ်။ဒါနဲ့အိမ်အနီးအနားပဝင်းကျင်လူတွေကပါကြီးတို့နေတဲ့အိမ်ကိုမတင်ငါဖြစ်ကြတာနဲ့ လူစုပြီးအိမ်မော်တက်ကြည့်ကြတော့ဗာကြီးတို့လေမယားနှစ်ယောက်စလုံးဟာမျက်လုံးပြူးမျက်စံပြူးရှောက်တန်းလာနဲ့ကိုယ့်လေပင်ကိုကိုယ့်ရဲ့လက်နဲ့ကိုပြန်ညက်ပြီးတိတ်ဆုံနေကြတာကိုတွေ့မြင်ကြရတဲ့အဲ့ဒီအချိန်ကစပြီးဗာကြီးတို့အိမ်ဟာဘသူမှ နေရဲကြတဲ့လူတွေမရှိတော့လို့အိမ်ကြီးကိုချိတ်ပိတ်ထားလိုက်ကြရတယ်အိမ်အနီးအနားပတ်ဝန်းကျင်ဟာတိတ်ဆိတ်ငြိမ်သက်မှုရှိတယ်လို့တအိမ်နဲ့တအိမ်လေးအလန်းဝေးကြတယ်ဒီတော့ဗာကြီးတို့အိမ်ဟာခြုံနေပိတ်ပေါင်းတဲ့ပင်ကြီးတွေနဲ့တအိမ်နဲ့ထီထီကြီး ရက်တည်ထားတဲ့ကဲ့သို့ရှိလာပါသည်။ဒါကြောင့်မြင်တွေ့ကြရတဲ့လူတိုင်းဟာဗာဂျီအိမ်ရဲ့ပုံစံအနေအထားနဲ့တိတ်ဆိတ်လျက်ရှိနေတာကြောင့်ရောလူတွေနဲ့အလန်းဝေးတာကြောင့်လည်းကြောက်စရာကောင်းလွန်းလှလို့ဘသူမှတယောက်တည်းဖြက်ရှောင်မသွားရကြဘူး။နေ့အချိန်တွေမှာတောင်းအိမ်ကြီးတဲ့စကားပြောဆိုတဲ့တွေလှုပ်ရှားတဲ့တွေဟာအတိုင်းသာကြားနေရတတ်တဲ့ဒီညအချိန်မှဆိုရင်တော့အိမ်ကြီးထဲမှာမီးတွေလင်းနေတာမျိုး မီးထွန်းထားတာမျိုးအော်ဟစ်ညဉ်ညူတဲ့အထိတ်တလန့်ဝုန်းနိုင်ကျဲတဲ့တွေ ြားရတတ်တယ်လို့တခါတော့ကဆိုရင်မိမပြက်တွေတော်တော်များများစုပြုံပြီးစူးစူးညံ့ညံ့နဲ့အိမ်ကြီးထဲဝင်သွားတာကိုညဘက်ကင်းလှည့်လာတဲ့ရဲသားလေးယောက်ရဲမှုတယောက်ဥက္ကဋ္ဌရက်ွက်လူကြီးနဲ့ကာလာသားတွေတွေ့မြင်သွားတော့မဟုတ်တာကိုအိမ်ကြီးထဲမှာလာပြီးပြုတ်လုံနေတယ်လို့တင်ကောင်းမကင်းဖြစ်လို့လိုက်ဝင်ကြည့်ပြီးဖမ်းတာအထင်းရောက်သွားကြတော့ဖနှုတ်နဲ့တင်မှာတသားတည်းကြအောင်ပြေးပေါက်မှားခဲ့တယ်ဆိုပေတောင်ဝင်ရှိသူတွေးပါကိုကြောက်စရာမြင်သွားတာလည်းမသိဘူး ဒါပေမဲ့လို့စာရေးသူနောက်ဆုံးပြောဆိုခြင်းနဲ့အဖြစ်အပျက်ကလေးကတော့စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရက်ကလေးမို့လို့ပါပဲ။တ냐မောင်စာရေးသူရဲ့ဦးလီဖြစ်သူရဲ့ဟာနာမည်ကြီးဇမင်းသားတွေဖြစ်တဲ့ပလင်းစိန်ဖန်ခွတ်စိန်မီလီစိန်ဆိုတဲ့ညီအကိုသုံးယောက်ကပြတဲ့ဇပွဲသွားကြည့်ကြတယ်။ပွဲကြည့်ရင်အိတ်ချင်လာတာကြောင့်လေးနိုင်ထိုးပြီးလောက်မှခြေချင်းအိမ်ကိုရှောက်ပြန်လာခဲ့ကြတယ်။ဒီလိုနဲ့စာရေးသူရဲ့ဦးလီဖြစ်သူဟာဘာကြီးအိမ်အနားကဖျက်ရှောက်လာကြတော့ ဘယ်နာကဘလို့ပေါ်လာမှမသိတဲ့လူကြီးတယောက်ဟာစာရင်းသူတို့ဘေးနာကနေကတ်လျှောက်ပြီးတော့လိုက်လာပါရင်ဒီလိုကတ်လိုက်လာတာနဲ့အေးစိမ့်နဲ့လီတိုးဝေးလိုက်တယ်လို့မျိုးခန်းစားရတဲ့သူထံကလည်းစေးရုံတွေမှာအသုံးပြုတွေပိုးသက်စေးနံလည်းရပါရင်စာရင်းသူနဲ့ဦးလီဖြစ်သူဟာနည်းနည်းတော့ထိတ်လန့်မိပါရင်ဒါပေမဲ့လို့ပွဲစည်းတန်းကအပြန်အဖော်မရှိလို့စာရင်းသူတို့နဲ့ကတ်ပြီးလိုက်လာတဲ့ထင်းပြီးရှေ့ကိုပဲဆက်လျှောက်လာခဲ့တယ်ဒါပေမဲ့ဒီလူကြီးဟာ ဆိုင်ရီသူတို့ကိုစကားတလုံးမှမပြောပေခေါင်းငိမ့်ဆိုင်ပြီးလိုက်ပါလာခဲ့တယ်။ဒါပေမဲ့လို့ပထမကတော့ဆိုင်ရီသူတို့ကကိုကို အနေရပေးမဲ့လူလားလို့ဂယုဆိုင်ကြည့်မိပါသေးတယ်။ညာမှောင်နေလို့လူကြီးရဲ့မျက်နှာကိုတဲသေးကွဲကွဲမမြင်တွေ့ရပါဘူး။ဒီတော့ဆိုင်ရီသူရဲ့ဦးလေးဟာတယောက်နဲ့တယောက်စကားတစ်ခုံးစာနှစ်ခုံးစာ ပြောဆိုလာပါလိမ့်။ဆိုင်ရီသူတို့ဟာတောင်ကုန်းအတက်ကလေးကိုကျော်လွန်လာတဲ့အခါလမ်းမီးတိုင်ကိုလည်းတွေ့လာရပါလိမ့်။ ီတော့လမ်းမီးအလင်းရောင်နဲ့တယောက်ကိုတယောက်ဘဲသူဘဲဝါတဲကွဲစွာမြင်တွေ့ရပါတယ်အစကတော့မှောင်ရိပ်မဲမဲတဲမှာမဟုတ်လို့ဘဲသူဘဲဝါတဲကွဲစွာမြင်တွေ့ရပါတယ်အစကတော့မှောင်ရိပ်မဲမဲတဲမှာမဟုတ်လို့ဘဲသူဘဲဝါမတဲကွဲမတိကြရပေမဲ့အခုတော့တဲတဲကွဲကွဲမြင်တွေ့ရပြီဟဲ့ဆိုပြီးဆောင်ရည်သူနဲ့ဦးလေးဟာအဲ့ဒီလူကြီးကိုလှမ်းပြီးဗျန်တူကြည့်လိုက်တဲ့အခိုက်အတန့်မှာတော့ဟိုက်အမလီးဗျာအေယာမလူကြီးတယောက်ထမ်းမင်အမြင့်အောင်ရှိမင်း အမွှေးထူထူနဲ့လူဝင်ကြီးလိုပဲ မတ်တိုက်ရက်နေတာလာလာရင်ထဲမှာအသေးတွေဥတွေပြောင်းမြန်ဖြစ်သွားသလိုမျိုးရင်တစ်ခုလုံးဟာမောဟိုက်ပြီးကရုံကရင်ကြီးနဲ့ချောင်ရုံနဲ့စိတ်ဟာကြောယူတက်လျှောက်အေးစိန်တက်လာပြီးမင်တက်အံ့ဩမိဖြစ်နေမိတယ်စာရေးသူတို့ကပ်ပြီးရှောက်လိုက်လာတယ်လူကြီးကတခြားလူမှမဟုတ်တာစာရေးသူတို့ရဲ့တည်ဆုံးပြီးဖြစ်တဲ့ဘာကြီးဖြစ်နေပါရော့လားခမရဒီအချိန်မှာပဲစာရေးသူနဲ့ ဥလိဖြစ်သူတို့တတိပြန်ရလာကြပြီတယောက်ကိုတယောက်တိုင်ပင်ပြောဆိုကြခြင်းမရှိဘဲအလိုလိုနားလေပြီးသားနှစ်ယောက်ပြန်တူဖနှောင်းနဲ့တင်မှာတသားလေးကြအောင်ပြေးလာလိုက်ကြတာအိမ်ရောက်လို့ရောက်မှမသိနိုင်ပဲကြောင်ယုံစိတ်တစ်ခုလေးနဲ့ပြေးလာခဲ့ကြတာမောလို့မောရမှန်တောင်မသိပါဘူးဓာတောင်အနောက်ကိုပြန်ပြန်ပြီးလှည့်ကြည့်မိပါသေးတယ်နောက်ကမြပါလာသလားလို့ပေါ့အိမ်ရောက်တော့စာရေးသူရဲ့မိခင်ဖြစ်သူဟာအနားကိုရောက်လာပြီးစာရေးသူနဲ့ နေတို့နေအောင်နာနာဘာဝနဲ့တွေ့လာကြပြီထင်တယ်လို့လှမ်းပြောတော့ဆိုင်ရည်သူနဲ့ဦးလေးဖြစ်သူဟာပါဇာအဟောင်းသာဖြစ်သွားရတာပေါ့အဲ့ဒီအချိန်ထိတုံလုံးချောက်ချောင်းမှုကမပြေခြင်းသေးဘူးရှင်တွေခုံချွေးတွေပြန်နေတုံးမှာပဲကြောက်စရာကြီးပြဘာကြောင့်လဲဆိုရင်ဆိုင်ရည်သူတို့တင်ဒီလိုကြောက်လန့်ထိတ်လန့်စရာအဖြစ်မျိုးကြုံရတာမျိုးမဟုတ်ပါဘူးဆိုင်ရည်သူရဲ့မိခင်ဖြစ်သူရောတခြားလူတိုင်းလူတိုင်းရောဒီနာကဖျက်ရှောက်သွားတာနိတည်ဆုံသွားပြီးဖြစ်တဲ့ဆိုင်ရည်သူရဲ့ဘာကြီးဟာ နာနာဘာဝတရေတစီတရေကြီးအဖြစ်လူတွေနဲ့တွေ့လာတတ်ကြပြီးလူပြောသူပြောများလာတာအယူလွဲပြီးမိစ္ဆာဒိဋ္ဌိဘဝနာနာဘာဝအကြောင်းတွေတကွာဆောင်ရည်သူရဲ့ဘလူးနှကောင်ဝတ္ထုကိုဂမ်ဘီယာစန်းကျင်ဖြစ်ရက်ကလေးကိုဒီနေရာမှာပဲနှီးကုန်းကပတ်အဆုံးတက်လိုက်ပါရစီဟုတ်ကဲ့ဒီနေ့ရဲ့တင်ဆက်မှုကတော့ဒီမာရင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဇလန်အစမအဆုံးတိုင်းနာစင်ပေးခဲ့ကြတဲ့တန်ရှင်တို့ရဲ့ပရိသတ်တအုပ်တယောက်ချင်းစီကိုဂျေစုအများကြီးတင်ပါတယ် နောက်ရမှာဇလန်းကောင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်။